ာဇာဝါလာရှင်ညီကိုမောင်များလုံးပဲမင်္ဂလာနေ့လည်ခင်ပါခင်ဗျာမက်လ19ရက်နေ့ရဲ့နောက်ဆုံးရအာဆင်နေ့လည်ခင်သတင်း၄ပုဒ်ကိုကျွန်တော်တို့ကကြည့်လိုက်ရအောင် ပထမဆုံးတင်းတပုတ်ကိုတော့ဘန်ချက်ကော့ကဖော်ပြထားတဲ့ဂေဗရီယယ်မကာယီသတင်းမဲ့ကြောင့်သွားလိုက်အောင်အာဆင်နယ်ရဲ့ခန်းစစ်ဂျူရဲမှာဆိုရင်ဆာလီဘာကအသင်းပေါင်းများစွာနဲ့သတင်းထွက်တယ်ပြောလို့ရတယ် PSG Real Madrid ပြောင်းရွှေ့ရေးမြင်မသွားပြီးပြီးခေါ်မယ်ဆိုတဲ့သတင်းတွေထောက်လျှောက်ထွက်ခဲ့တယ်ဒါပေမဲ့အဲ့ဒီဂျူရဲထဲမှာအာဆင်နယ်ရဲ့ခန်းစစ်ကစားသမားဂေဗရီယယ်မကာယီကတော့ အာဆင်နယ်ပလေးယာတွေမှာ transfer မှာသတင်းသိမ်းမထွက်တဲ့ပလေးယာလို့ပြောလို့ရတယ်။တချိန်တော့ sorry card တွေဘာညာနဲ့သတင်းထွက်ခဲ့တယ်ပေါ့လေ။အခုတော့တကြောပြန်သတင်းတွေကထွက်ပေါ်လာပါပြီ။ဒါကလည်းဒီကစားမှာစာချုပ်သက်တမ်းတိုးဖို့ကိစ္စလုံနေတဲ့အချိန်မှာပဲတက်တက်ဆိုင်ဆိုင်ထွက်ပေါ်လာတယ်ပြောလို့ရတယ်။သတင်းထောက်ဗန်ချက်ကိုရဖော်ပြထားကြရဆိုတော့ sorry club ana sa တင်းကຫນွေမှာပြောင်းရွှေ့ခြင်းမြန်မာဆိုတာပေးပြီးတော့ဒီဘရာဇီးသားကိုခေါ်ယူဖို့အတွက်ပြင်ဆင်နေဆိုပြီးတော့သူတို့ကဖော်ပြသွားပါတယ်လက်ရှိအာဆင်နယ်မှာရနေတဲ့လောက်ခလာစာရဲ့၃စအထိ euro 30အထိ တိုးပေးပြီးတော့ဒီစားမောက်ကိုမမောလောက်ဖွေရလောက်ခလာဇာနဲ့ဆွဲဆောင်မှုစ조사နေတယ်လက်ရှိအာဆင်နယ်မှာဒီစားမောက်ရနေတာကတပတ်ကိုပေါင်တသိန်းတနှစ်ကိုမှပေါင်9တသမ2တန်းသူတို့ပေးမယ်ဆိုတဲ့တနှစ်ကိုပေါင်ဒါယူအဖြစ်ဆိုရင်တန်း20ဆိုတဲ့ပမာဏသည်3နှစ်ပဲချွတ်ချုံ9နှစ်ပဲချွတ်ချုံအဲ့ပမာဏကိုတောက်လျှောက်တနှစ်ချင်းစီကိုယူတန်း20တောက်လျှောက်ပေးသွားမှာ မြင်မာတဲ့လောက်ခလာစားပဲတော်လုံးကစားသမားဆိုရင်တော့ပါသွားလောက်တယ်။အာဆင်နဲ့အဲ့ဒီပမာဏတော့လိုက်ပြီးတိုးပေးဖို့တော့စံနာမရှိတော့ဘူး။ဘာလို့ဆိုအာဆင်နယ်တို့ရဲ့လက်ရှိလောက်ခလာစားကတော်တော်များနေပြီ။ကစားသမားအလုံးအခုတောက်လျှောက်သူတို့တက်တန်းတိုးပေးရမယ်ဆိုလို့ရှိရင်တော့မလေ။အဲ့ဆိုဂေဘရီယယ်မဂါကြီးနဲ့ပတ်သက်ပြီးတော့အာဆင်နယ်တို့ကတော့မဖြစ်မနေစာချုပ်တက်တန်းတိုးလို့အဆင်မပြေလို့ရောင်းချမယ်ဆိုရင်တော့မှယူဟိုတန်းတရာအောက်ကိုလက်လွတ်ဖို့မရှိဘူးဆိုပြီးတော့ ဖန်ချက်ကောကဖော်ပြသွားပါတယ်အဲ့ဆိုဒီသတင်းတွေကိုကြည့်တဲ့အခါမှာကြော်တစ်ချက်သွားတွေ့တာပေါ့လေသတင်းထောက်ဖန်ချက်ကောဆိုတာဘလို့လူစားမျိုးလဲဆိုတော့အရင်ဥစွာရှင်းပြခြင်းတယ်သူကသတင်းနဲ့ပတ်သက်ရင်အတစ်ဖြစ်တယ်သတင်းလိုက်မှုကောင်းတယ်ဒါပေမဲ့သူနဲ့ပတ်သက်ပြီးမကြိုက်တဲ့သူ့ရဲ့အားနည်းချက်ကဘာလဲဆိုတော့သတင်းကိုလိုအပ်ထက်ပို့ပြီးသူ့အာဘော်ကြီးနဲ့ကန့်ပြီးတော့ကွန့်ပြီးတော့ရေးသားလိမ့်ရှိဥပမာသတင်း နှစ်ကြောင်းရတယ်လေးကြောင်းလောက်သူ့အာဝေါ်နဲ့ဖြစ်ပြီးရေးတယ်ကျွန်တော်တို့ဒါနေ့စဉ်လုပ်နေတဲ့ journalist တွေဆိုလို့ရှိရင်အဲ့ဒါတော်တော်လေးသတိထားရတယ်ဒူဝါထပ်ပို့ပြီးချက်ကားပြောတဲ့အခါကျရင်ကိုယ့်ကိုအမြဲတမ်းကြည့်နေတဲ့လူတွေယုံကြည်မှုလျော့သွားနိုင်တယ်အဲကြောင့်ကျွန်တော်ကသတင်းရလို့ရှိရင်ရတဲ့သတင်းစို့တွေပါတခါတယ်စကရင်မှာတင်ပေးလိုက်တာအဲဆိုအာဆင်နယ်အသင်းအနေနဲ့ ဒီကစားသမားကိုတက်တန်းတို့လို့အဆင်မပြေရင် sorry club ကိုလက်လွတ်ရမယ်ဆိုတော့မှ euro တန်း100အောက်လက်လွတ်ဖို့စံနာမရှိဘူးဆိုပြီးသူကရေးသားထားတယ်။ဒါပေမဲ့တချို့ report တွေရဆိုရင်အာဆင်နဲ့လက်ရှိအချိန်မှာဘယ် club တွေ Gabriel Magalhaes ကိုဘယ်လောက်ပဲစိတ်ဝင်စားစားဘယ်လောက်ပဲကန့်လန့်ကန့်လန့်အသင်းမှာ entry bata ကိုယ်တိုင်ကတက်တန်းတို့ဖို့ဦးစားပေးလုပ်နေကစားသမားတွေမှာ Gabriel Magalhaes လည်းပါတယ်။ Gabriel Magalhaes ရဲ့ agency ကတော့ Bartolucci Sport ပေါ့လေ။ Brazil ကစားသမားအများစုကို ဒါစားဖြစ်ပေးနေတဲ့ agency လို့ပြောလို့ရတယ်။ Transport Market မှာ UO 85တန်တန်ကြီးရှိတဲ့28နှစ်ရဲ့ဘရာဇီးလားရဲ့စားကြုပ်က2029ခုနှစ်တိတော့ရှိသေးတယ်။တပတ်ကိုပေါင်တသိန်းတစ်နှစ်ကိုပေါင်9.2တန်းဆိုတဲ့လောက်ခရစာကိုထပ်ပြီးတိုးဖို့အာဆင်နယ်တို့ကကစားသမားကိုဆွေးနွေးလက်ဆရှိတယ်။2020တုန်းက UO 26တန်းနဲ့ Lily Thin Sian ဒီစားမောက်ကျွန်တော်ခေါ်ခဲ့ရတယ်။ အဲ့တော့လွယ်လွယ်နဲ့ရခဲ့တာမဟုတ်ဘူးအတင်းကြီးတော်တော်များနဲ့ရှင်ဖိုက်ပြီးတော့ခေါ်ခဲ့ရတာကစားသမားကလည်းအဲ့တော့အိုက်တာနဲ့ဖုံးပြောပြီးတော့မှရောက်လာတဲ့ဆိုတော့တချို့သတင်းတွေကိုလည်းကျွန်တော်ကြားပါတယ်အဲ့ဆိုတော့2020တုန်းကရောက်လာပြီးတော့မှဒီကစားသမားကအာဆီနယ်မှာစာချုပ်တည်နဲ့2ချိန်3ချိန်လောက်တော့ဒါ contract တက်တန်းတိုးတာကြီးလုပ်ပြီးွားပြီပေါ့လေသူရောက်လာကစားနှစ်မှာနှစ်ကိုးသွင်းတယ်2021-22ဘောလုံးရာသီမှာ9ခုသွင်းတယ်2022-23ဘောလုံးရာသီမှာ3ခုသွင်းပြီးတော့မှနှစ်က4ခုသွင်းတယ် ဒီရာတီမှာတော့အသင်းအတွက်ငါးခုသွင်းပြီးတလုံးဖန်တီးပြီးပြီနှစ်တိုင်းဂိုးသွင်းနိုင်တဲ့ခန်စစ်မှာလည်းစိတ်ချရတဲ့တကယ့်ကူမှာ prime time ရောက်နေပြီပြောလို့ရတဲ့ကစားသမားတူကိုအာဆင်နယ်ကတက်တန်းတူကိုပဲရွေးချယ်ထားတယ်ကစားသမားတွေရောင်းချပြီးတော့ငွေရှာဖို့အပိုင်းတော့အာဆင်နယ်ကလုံမယ်လို့တော့ကျွန်တော်မထင်ဘူးပေါ့လေ sorry club တွေဘယ်လောက်ပဲလိုချင်ပါလဲပြောပြော sorry club တွေနဲ့အာဆင်နယ်ဂျာက relationship ကအခြားသေးလောက်တော့တိတ်ကောင်းတာမဟုတ်ဘာလို့ဆိုတော့အရှိမှလည်းအရန်လုတ်ခဲ့ဘူးတဲ့အနေထားမှမရှိတာ ဲဆိုအာဆင်နယ်ရဲ့ဂေဗီယယ်မကာဟီကိုဆက်ပြီးထိန်းထားနိုင်မယ်ထင်ပါတယ်ကျွန်တော်အမြင်အရပြောမယ်ဆိုရင်တော့ဆာလီဘောဂေဗီယယ်မကာဟီကိုနောက်ထပ်3နှစ်လောက်တော့ကောင်းကောင်းထိန်းထားနိုင်မှုလိုအပ်တယ် ဒုတိယမြောက်သတင်းတစ်ပုဒ်ကတော့နာမည်ကျော်သတင်းထောက် LS Crook ကဖော်ပြထားတဲ့ Arsenal ရဲ့ຫນွေအဝယ်စီးရင်မဲ့ဖြစ်ပါတယ်။ Arsenal ရဲ့ຫນွေရသည့်အဝယ်စီးရင်မှာတော့ Bruno Guimar ရေးပါဝင်နေဆိုပြီးတော့နာမည်ကျော်သတင်းထောက် LS Crook ကဖော်ပြထားပါတယ်။ Newcastle ရဲ့လောက်ခလဆာအမြင့်မားဆုံးဘောလုံးမင်းသားလို့ပြောလို့ရတဲ့ Bruno Guimar ရေးကို Arsenal အသင်းနီးပြချုပ် Mikel Arteta ပါဝင်ပုံဖွဲ့ကသဘောကျနေပြီးတော့ຫນွေရသည့်မှာကွင်းလက်ကစားမှာတဦးထပ်ပို့ပြီးဝယ်တဲ့ခါကျရင်ဒီကစားမကိုလည်းအဝယ်စီးရင်မှာထည့်ထားဆိုပြီးတော့ LS Crook ကဖော်ပြသွားပါတယ်။ Martin Zubimendi ကိုဦးစားပေးပြီး ဝယ်မယ်ပြီးရင်နောက်ထပ်ကွင်းလင်းစားသမားတူဝယ်တဲ့ခါမှာလည်းဘရူနိုဂွီမာရီကိုအာဆင်နယ်ကထပ်မံအင်အားဖြည့်တင်းကြည့်နေတယ်။အသင်းရဲ့အဓိကကစားသမားတွေဖြစ်တဲ့ဂျော်ဂျီညိုနဲ့သောမတ်ပါတီနွေရာဒီမှာထွက်ခွာသွားရင်ကွင်းလင်းစားသမား၂ဦးလောက်ထိပြန်ပြီးဖြည့်တင်းဖို့ရှိရာဖြစ်တဲ့အတွက်ဒီသတင်းကိုလည်းကျွန်တော်တို့ lower respect ပေးရအနေနဲ့ထပ်မံဖော်ပြပေးခြင်းဖြစ်ပါတယ်။အဲဒါဆို transfer market မှာ EUR တန်း80တန်ကြီးရှိတဲ့ဒီစားသမားကိုအာဆင်နယ်ကိုသွားပြီးဝယ်မယ်ဆိုရင်တော့အနည်းဆုံးတော့ EUR တန်း120 130လောက်တော့ပေးရဖို့ရှိတယ်။ဒါတောင်မှ Newcastle က Isaac နဲ့ Bruno Guimaraes ကို not for sale ဆိုပြီးအမြဲတမ်း ကြော်ညာထားခဲ့တာဥရောပဝင်ငွေသာရလို့ရှိရင်ပတ်စံဘလောက်ပြပြမရောင်းဆိုတဲ့ပုံစံမျိုးဖြစ်သွားနိုင်တယ်သူတို့အတွက်ကငွေမလိုဘူးသူတို့က quality player ကိုသူတို့ကစပီးထိန်းထားနေတာဒီသားမရဲ့စာချုပ်အခြေအနေကလည်း2028ခုနှစ်ကြီးတက်တန်းရှိသေးတယ်အသက်28နှစ်ရဲ့ဘရာဇီးသားနဲ့ပတ်သက်ပြီးတော့ကြံကနေရပိုင်တော့ David Austin ကဘာသတင်းမှအာဆင်နယ်နဲ့တိတ်မကြားမိဘူးလို့ပြောထားဖြစ်တဲ့အတွက်ရောက်လာဖို့တော့ရာခိုင်နှုန်းနဲ့တယ်ဒါပေမဲ့ Andre Barta လက်ထက်မှာ အာဆီနယ်တင်းနေနဲ့ကွင်းလယ်စားမိုက်တိုက်စစ်စားမိုက်တာမန်ကစားမိုက်နဲ့ခံစစ်ကစားမိုက်တွေဝဲတဲ့အပိုင်းကိုဘလောက်ထိ performance ပြနိုင်လဲကျွန်တော်နေရာဒီမှာကြည်သွားမှာပေါ့လေ2022 Lion ကနေပြီးတော့ Euro 42တသမတသန်းနဲ့ပြောင်းလာခဲ့တဲ့ဒီစားမောက်ကို Lion မှာရှိတဲ့ဥက Aida တို့ကသဘောကျတာထုံးစံတိုင်းပဲ Iset လိုမျိုးပဲကာဆက်ရောက်ပြီးတော့မှထပ်မံပြီးသဘောကျနေစေစီရင်ထဲမှာရှိနေပေါ့လေအဲဆိုတော့တပတ်ပေါင်3600ရနေပြီးတနည်းကိုပေါင်8တသမ3000ရနေတဲ့ဒီစားမောက်တော့ကာဆက်မှာမင်းသားလို့နေရတာဖြစ်တဲ့အတွက် တခြားအသင်းတွေလာပြီးကန်လိုက်တော့ထွက်ပါမလားတခုတော့ရှိရပါလေအသင်းမှာလည်းဘရာဇီးသားတချို့ရှိတဲ့အတွက်မာတီနယ်လီကေဗရီမဂါဟီဂျေဆုလိုလိုကစားသမားရှိတဲ့အတွက်ကစားမပြောင်းလာတာလည်းဖြစ်ကောင်းဖြစ်နိုင်တယ်ဒီနေရာမှာတခုဂျာညက်ပြီးဖော်ပြပေးချင်တာကအာဆင်နယ်ကနွေရာသီမှာပေါင်တန်း300လောက်အထိသုံးဖို့ဘတ်ဂျက်ရထားဆိုရစရင်ဒါကိုတီးတဲ့ကျွန်တော်ဘာကြောင့်ဗီဒီယိုမလုပ်ပေးလဲဆိုတော့ဒီလိုမျိုးပေါင်တန်း200ရှေ့ရာသီမှာတစ်ခါသတင်းထွက်ခဲ့တယ်ဒါပေမဲ့နွေရာသီလေးကြောင့်လို့ကျွန်တော်အာဆင်နယ်က မေအီနိုနဲ့ကာလာဖီယိုရီကိုဝယ်ပြီးတော့အငှားကစားသမား2ဦးပဲရောက်လာတယ်။ပေါင်သန်း200ထိသုံးွားတဲ့ ဇလန်မတွေ့ရအောင်အခုပေါင်တန်း300ဆိုတဲ့ဇလန်ထက်လာတဲ့ခါမှလည်းနွေရာသီမှာသုံးပြီဆိုတော့မှပဲဒါကျွန်တော်တပြင်းချမယ်နေထားပါလေအဲ့ဆိုဘရူနိုဂွီမာရောက်လာရင်တော့ကျွန်တော်ကကြိုးစိုးပါတယ်ဒါပေမဲ့ရောက်လာဖို့ရာခိုင်နှုန်းကလည်းအရန်နေတယ်ဘာလို့ဆိုတော့မာတင်ဆူယီမန်ဒီအပြေအမတိုက်စုမှုတအိုးတော်ကတောင်းမှန်အတွက်ကငွေတော်တော်သုံးလိုက်ပြီဖြစ်တဲ့အတွက်သူ့အတွက်ကွင်းလိုက်မှာထပ်ပြီးအင်အားဖြည့်ဖို့ဘတ်ဂျက်ကျမ်းမမလားပြီးတော့လည်းအရန်ကိုသမားကခေါ်ရအောင်မယ်လက်ပတ်တနေရာအတွက်လည်းအာဆင်နယ်ကစည်ရင်းထဲမှာရှိသေးတာဖြစ်တဲ့အတွက် နှွေမှာတော့အလုတ်တော်တော်များပါပါတေချာတခုကတော့ဇူအီမန်ဒီကလွှင်းရင်နောက်ထပ်ကွင်းနယ်စာမတူဝယ်ဖို့ဆိုရင်တော့ဘတ်ဂျက်ချွေတာတဲ့ကစားမတူဝယ်ရောက်လာမယ်လို့ကျွန်တော်ထင်ပါတယ်တတိယမြောက်သတင်းတစ်ပုဒ်ကတော့ဒါအာဆင်နယ်ဝူမန်းကဖော်ပြထားပါဗောလေအဲ့ဒါကတော့ဝူမန်းချန်ပီယံလိပထမအကြော့ပွဲစဉ်ဖြစ်မနက်ခင်းအစောပိုင်းကကန်သွားခဲ့တဲ့ ရီယယ်မက်ဒရစ်အာဆင်နယ်ပွဲစဉ်မှာအာဆင်နယ်မျိုးသမီးအသင်းကတော့နှစ်ကိုးပြတ်နဲ့ရှုံးနိမ့်ခဲ့ပါတယ်ဒီပွဲစဉ်ကိုကျွန်တော်ပထမပိုင်းကြည့်လိုက်တယ်အာဆင်နယ်မျိုးသမီးအသင်းကပိုစီရှင်အသာယူပြီးဆော့တဲ့ပွဲမှာတော်တော်လေးကောင်းတယ်ပတ်စင်နေကောင်းတယ်သို့ပေမဲ့ quick transition နဲ့ transition အမြန်နေလှည့်ပြောင်းဘောလုံးပိတ်မှုမြန်တဲ့အခါမှာတော့ရီယယ်မက်ဒရစ်ကတော်တော်လေးကောင်းတယ်ထိကျတစ်ချက်နှစ်ချက်နဲ့လည်းဂိုးပေါက်ရှိရောက်သွားတာမျိုးတွေကျွန်တော်ပထမပိုင်းမှာကျွန်တော်တို့ ရီယယ်ဥဆောင်ကိုပေးလိုက်တဲ့အပိုင်းမှာဆိုရင်ဒီလီယာဝီလျံဆန်ရဲ့ဖြတ်ထုတ်မှုမတည်တတ်တာနဲ့တစင်တစ်ဖက်ကဘောလုံးရသွားပြီးနှစ်ယောက်ကြားထဲကနေမှဂိုးသွင်းသွားခဲ့တာတကယ်လို့သူတို့တော်တော်လေးကောင်းတာအာဆင်နဲ့တော့ထုံးစံတိုင်းပဲအမျိုးသားအသင်းမှုန်တဲ့မျိုးပဲ ပိုစီရှင်တွေအတားယူတယ်ပက်စင်တွေအများကြီးပုတ်ပြီးတော့ကိုရှိရောက်သွားတယ်သူတို့ရဲ့ဒီဖူးဘက်ကစားသမားတွေကနေပြီးတော့ဝင်းနေဘက်ကနေပြီးတော့ cross ball တွေဖြတ်တင်မလို့အဲ့တိုင်းပဲတောက်လျှောက်သွားတာအမျိုးသမီးအသင်းအနေနဲ့တော့ပြည်တွင်းပြိုင်ပွဲတွေကထွက်ခဲ့ရပြီးဖြစ်တဲ့အတွက်အမှတ်ပြေးပြိုင်ပွဲရဲ့ champion league ရဲ့ပဲရှိရဖြစ်တဲ့အတွက်လာမယ့်ဒီသူတို့အနေနဲ့မလ29ရက်နေ့အင်ကွင်းမှာအက်ခန်ကစားမဲ့ပွဲရတော့တော်တော်လေးအရေးကြီးသွားပြီဖြစ်ပါတယ်။နှစ်ကိုးပြည့်ရှုံးနေကြတာဖြစ်တဲ့အတွက်ဒုတိယအကြော့မှာ နှစ်ကိုးပြန်နိုင်မယ်ဆိုရင်တော့ပနတီစီသွားဖို့ရှိတယ်လွယ်တော့မလွယ်ဘူးဒါပေမဲ့အာဆီနယ်မြို့သူမြို့သားတို့ကောင်းကောင်းကြော်ဖြတ်နိုင်မယ်လို့ကျွန်တော်ကယုံကြည်ထားပါတယ်ဒီ quarter final ရောက်အသေးနဲ့မှာဆိုရင်တော့ Bayern က Lyon ကို2-0ဆိုတဲ့ရလဒ်နဲ့ရှုံးသွားခဲ့တယ်ဝူဘတ်နဲ့ Barcelona တွဲဆိုင်ကတော့မကန်သေးဘူး Man City နဲ့ ချယ်ဆီပွဲစဉ်ကလည်းမကန်သေးဘူးအင်္ဂလိပ်ကလပ်နှစ်သင်းတွေ့ဆုံနေတဲ့ပွဲစဉ်တွေရှိရပါလိမ့်အဲ့ဆိုတော့စီးဖိုင်တွေကိုဘယ်သင်းတွေတက်ရောက်သွားမလဲကျွန်တော်တို့စောင့်ကြည့်သွားမှာပါကျွန်တော်တို့အာဆင်နယ်မျိုးသမီးအသင်းကတော့နီးပြအစ်ရီနီစလန်ကလက်အောက်မှာပြည်တွင်းပြိုင်ပွဲတွေထွက်ခွာသွားပြီးနောက်ပိုင်းချန်ပီယံလိပြိုင်ပွဲမှာလက်ရှိချိန်မှာတော့ควอเตอร์ไฟนอลအဆင့်ဒုတိယကျော်ကန်ရဖို့ရှိနေပါတယ်ဒီရလက်ကိုပြောင်းလဲနိုင်မလားမပြောင်းလဲနိုင်ရင်တော့ချန်ပီယံလိရပါထွက်ခွာဖို့တော်တော်လေးကိုနှီးစက်နေပါတယ်ဒီ season လေးကိုဒီကောက်ဝင်ကြီးပေါင်းပြီးတဲ့ရှုပ်ဘောလုံး online agent ကိုလည်းကျေးဇူးတင်ပါတယ်။အမှဆုံးမဲ့ဆုံးတော့ဘာဘာဖုန်းမှာတင်ကြအောင် သုံး၅သူကြောင့်ဆက်သွယ်ပြီးတော့ဝန်ဆောင်မှုအပြည့်ဝရောက်နေဖြစ်လို့ငွေပို့ဝင်ချက်ရှိမှဘောလုံးပွဲတွေလောင်းမှာဘောလုံးပွဲတွေလုံးဝမလောင်းတော့ဆိုတော့ YouTube မှာကိုထုပ်ပေါ်ပေါ်ရှုပ်ရရှာပြီးကျွန်တော်အားပြုလို့ရပါတယ်။ iPad Coach Go Sport နဲ့နိုင်ငါသုံးလုံးပစ်တူကိုလည်းကစားလို့ရနေပါပြီ။ကဲနောက်ဆုံးသတင်းတစ်ပုဒ်ကိုတော့ DRT Premier League ပြိုင်ပွဲမှာ Big Chan အများဆုံးဖန်ကြီးတဲ့ကစားမှာ၃ယောက်အဲ့ဒီတော့အထက်မှာကာလာရှိဒန်ယာကနေနားနေခဲ့ရတဲ့ဘူကောက်ဆာကလည်းပါလာခဲ့ပါလေ။နံပါတ်3ညမှာရှိရတော့ဆွန်ဟောင်းမင်းဒီဟာဒီပရီးမီယာလိမှာ စ်ချန့်ဖန်တီးမှု16ကြိမ်နဲ့နံပါတ်3ညမှာရှိနေ။နံပါတ်2ညမှာတော့စာကာနဲ့ကိုးပယ်မာနဲ့က16ကြိမ်အထိပူးတွဲပြီးရပ်တည်နေတယ်။နံပါတ်1ညမှာတော့ဒီယာတီမာပရိုင်းတိုင်းဖြစ်နေခဲ့တဲ့မိုဟာမက်ဆာလက21ကြိမ်နဲ့နံပါတ်1ညမှာရှိနေပါတယ်။အဲ့တော့စာကာနေနဲ့ဒီဇင်ဘာ20ကျော်တဲ့ကဒဏ်ရာကြောင့်ခွဲစိတ်ပြီးအနာယူခဲ့တာဖြစ်ပေမဲ့ဒီယာတီဘစ်ချန့်ခရီဖန်တီးမှုအများဆုံးစီးနေမှာနံပါတ်1ညချိန်နေတယ်။အကယ်၍များသာဒီဇင်ဘာမှာအင်ဂျူရီမရခဲ့ပေမဲ့ဒီမက်လာအထိ 3လအတွင်းပွဲတွေသာကန်ခဲ့ရမယ်ဆိုရင် bit chain create နောက်ထပ် record တွေအများကြီးထပ်တင်ထားပြီးတော့လွတ်လွတ်ကျွတ်ကျွတ်နံပါတ်1နေရာမှာတော့ရှိနေဖို့များတယ်ပေါ့လေအဲ့တော့စာကပြန်လာမှကျွန်တော်တို့တော်တော်လေးကိုခွန်အားဖြစ်ပါတယ်အခုသတင်းကြတာတော့ April လ2ရက်နေ့ဖူဟန်အသင်းရဲ့ပွဲစဉ်မှာအရန်ကုန်မှာရှိမှာဖြစ်ပြီးတော့ Everton နဲ့ပွဲစဉ်ဒါမှမဟုတ်ဒီ Real Madrid နဲ့ Champion League ပထမအကြော့ပွဲစဉ်မှာဝင်ပြီးကံမှုများရဆိုတဲ့သတင်းတွေတွက်လာနေပါတယ်တကယ်ကိုကျွန်တော်တို့အတွက် impact ကြီးမားတဲ့ဝန်ခံစားသမားတို့ကို April လထဲမှာပြန်လည်ပိုင်ဆိုင်တော့ပါပါ အဆုံးထိကြည့်ပြတ်လဲအားလုံးကျေးဇူးတင်ပါတယ်